အခုအရင်ဆုံးတော့ကမ္ဘာနိုင်ငံရေးသတင်းတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရခြင်းစီးပွားရေးအပြိုင်မှုတွေပြင်းထန်နေခြင်းနိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါအခုရပိုင်းထွက်ပေါ်လာတဲ့နိုင်ငံရေးသတင်းတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ် အမေရိကန်နိုင်ငံသားရုံးဝန်ကြီးမာကိုရူဘီယိုမက်လာဆက်ရဲ့တနင်္လာနေ့မှာ Sorry Arabia နိုင်ငံဂျက်တာမျိုးကိုရောက်ရှိပြီးတော့ Russia Ukraine စစ်ပွဲအမြန်ဆုံးအဆုံးသတ်နိုင်ရေး American သမ္မတ Donald Trump ရဲ့သဘောထားနဲ့ပတ်သက်လို့ American Ukraine ကြားဆွေးနွေးသွားမှာဖြစ်ပါတယ်။ February 28ရက်နေ့က အိမ်ဗျူရောမှာထရမ့်နဲ့ယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီတို့စကားအခြေတင်ဖြစ်ကြပြီးတဲ့နောက်မှာယူကရိန်းစစ်အဆုံးတတ်နိုင်အောင်ဆွေးနွေးကြဖို့ဇယ်လန်စကီကထရန့်စီစာရေးသားမြစ်တာရက်ခံပြီးတဲ့နောက်ဝန်ကြီးရူဘီယိုရဲ့ခီးစဉ်ထွက်ပေါ်လာတာပါငင်းငယ်ရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့သမ္မတထရမ့်ကမတ်လ9ရက်နေ့တုန်းကအခုလိုပြောပါရယ်ရုရှားနဲ့ဆွေးနွေးရတာအလွန်ဆင်ပြေပါတယ်ဒါပေမဲ့သူတို့ကယူကရိန်းကိုဘုံကျဲတိုက်ခိုက်နေပါတယ်ဥပမာလေးလေးပြောရရင်ယူကရိန်းနဲ့ဆွေးနွေးရတာပိုပြီးတော့ခက်ခဲပါတယ် ူတို့ဘက်ကနိုင်ွက်ကင်ထားစရာဘာမှမရှိပါဘူး။ယူကရိန်းကိုညင်ညင်ဆွေးနွေးလောင်ဖိအားပေးတဲ့အနေနဲ့ထရမ့်ကယူကရိန်းကိုပေးနေတဲ့စီးရေးအကူအညီနဲ့ထောက်လန်းရေးအချက်အလက်မျှဝေလာတွေကိုရက်ဆိုင်ထားပါတယ်။ရုရှားအပေါ်လဲကုံတွေကွန်တိုးကောက်ပြီးတော့ဒန်ခတ်ပိတ်ဆို့မှာဖြစ်ကြောင်းချင်းကြောက်ပြောဆိုရတဲ့အပြစ်ခတ်ရစဲနိုင်မှုဟာထရမ့်ရဲ့ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်လို့ Canon Institute ကနိုင်ငံရေးအကဲခတ် William Pomerance ကအခုလိုပြောပါရယ် He has bet essentially ုသမရတတမ်းမှာသဘောတူညီချက်ရဖို့စ조사နေတာပါ။နင်းကြိုင်းအကောင့်ထဲပေါ်နေတာမှာရုရှား၊ယူကရိန်းနဲ့ EU တို့လည်းပါဝင်နေပါတယ်။ဒီကနေ့မှာယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီနဲ့ဆော်ရီအာရေဘီယာအင်ရှေ့ဇာမင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့တွေ့ဆုံဖို့ရှိပါတယ်။အဲဒီနောက်ဇယ်လန်စကီရဲ့ဝန်ထမ်းကြီးအကြီးအကဲအန်ဒရီးယားယာမက်ဦးဆောင်တဲ့ ယူကရိန်းတန်တမန်နဲ့စစ်ဖက်ကုစလေအဖွဲ့တို့ sorry အာရေဗီယာမှာဆက်လက်ကြာရှိမှာဖြစ်ပြီးအမေရိကန်ကုစလေအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှာပါယူကရိန်းကုစလေအဖွဲ့ထဲမှာကာကွယ်ရေးဝန်ကြီးစစ်ဘီဟာနဲ့စစ်ဖက်ကုကဲရေးမှူးပါဗလိုပါလီဆာတို့လည်းပါဝင်ပါတယ်အမေရိကန်ကုစလေအဖွဲ့မှာတော့ဝန်ကြီးရူဘီယိုအပါအဝင်အမေရိကန်မျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့ထရမ့်အထူးအကြံပေးစတီဗ်ဝစ်ကော့ဖ်တို့ပါဝင်မှာပါ အမေရိကန်နဲ့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးရေ sorry အာရေဗီယာနိုင်ငံရေရဲ့မြို့မှာတွေ့ဆုံဆွေးနွေးပြီးတော့သတင်းသုံးဖက်အကြမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့အခုလိုတွေ့ဆုံဆွေးနွေးမှာပါအမေရိကန်နဲ့အပြူသဘောဆောင်တဲ့ဆွေးနွေးမှုမျိုးဖြစ်လာဖို့ယူကရိန်းဘက်ကအပြေအဝကြိုးပမ်းသွားမယ်လို့လည်းယူကရိန်းကပြောဆိုထားပါတယ်ခင်ဗျာ